ပစံမရှိဘူးလားကစားမရှိဘူး no money no problem ဒါလို့လို့ရတယ်အဲ့တော့ကိုအမြဲတမ်းအမြဲတမ်းရနေအရာရတူနေလို့ရှင်ကျွန်တော်တို့ကလုံနေတဲ့အရာတွေကအမြဲတမ်းတူနေလို့ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်အောင်စုံဝမ်းမှာ၃ရက်နေတက်ကိုပြောင်းနေအသက်25နှစ်ရွယ်လူငယ်တက်ဖြစ်ပါတယ်ကျွန်တော်ဒီပြပြပေးသွားမှာကတော့ပစံရှိရလူတွေကပစံကိုမလိုဘူးဒါပေမဲ့ပစံမရှိရလူတွေကပစံကိုလိုနေတယ်ဆိုတော့ကျွန်တော်အဲ့အောင်ပြပြပေးပါမယ်အဲ့ကိစ္စကဘာလဲဆိုလို့ရှင် be do have ဆိုတဲ့စကားလုံး၃လုံးဖြစ်ပါတယ် be do have ပါ B ဆွဲစကလုံးကကိုအဲ့လူလူမျိုးဖြစ်ရမှာပါ Do ဆိုတာကအဲ့လိုလုပ်ရမှာပါ Have ဆိုတာကဒါမှအဲ့လိုရလာမှာပါပစံတဖြည်းဖြည်းရှိလာတဲ့လူတော်တော်များက be do have ကိုလုပ်ကြပါတယ်သူတို့အဲ့လိုလူမျိုးအရင်ဆုံးဖြစ်လာတယ် be do အဲ့လိုလူတွေတိုင်းလည်းလုပ်ကြတယ်ဒီမှာ have အဲ့လိုလူတွေတိုင်းရကြတယ်ဒါပေမဲ့ပစံမရှိတဲ့လူတော်တော်များပစံအမြဲတမ်းပြတ်နေတဲ့ပစံအမြဲတမ်းလိုနေတဲ့လူတော်တော်များက have do be လုပ်ကြပါတယ်ဆိုတော့ have do be ဆိုတာ have ဆိုတာကငါအဲ့လိုပစံရှိမှာ do ငါအဲ့လိုလုပ်လို့ရမယ် be ဒါမှမဟုတ်ငါအဲ့လိုဖြစ်လာမယ်ဆိုတော့ have do be လုပ်ကြပါတယ်ဒီအယူအဆကိုကျွန်တော်လက်ခံတယ်ဘာလဲဆိုတော့လူတွေကကိုယ်နဲ့ထိုက်တဲ့နဲ့အရာပဲရရဆိုတော့ကျွန်တော်ပြောပြပြီးသားပါကိုကဒီပတ်စံနဲ့မထိုက်တဲ့ဘယ်နဲ့ပတ်စံကိုစီလာမှာမဟုတ်ပါဘူးပတ်စံလည်းရမှာမဟုတ်ပါဘူးကိုကပတ်စံနဲ့ထိုက်တဲ့နဲ့အရာတစ်ခုရှိမှသာအဲ့ပတ်စံကိုစီလာမှာဖြစ်ပါတယ် be do have ကအဲ့လောက်ကိုအရင်ကြည့်ပါတယ်ကိုကအဲ့လိုလူမျိုးအရင်ဖြစ်ရမယ်ပြီးရင်အဲ့လိုလိုက်လုပ်ရမယ်ဒါမှအဲ့လိုပတ်စံရလာမယ် ကျွန်တော်တို့မလုပ်ရမှာကငါပတ်စံရှိမှာ have အဲ့လိုရှိမှာငါအဲ့လိုလုပ်လို့ရမယ်ဒါမှငါအဲ့လိုလူမျိုးဖြစ်လာမယ်လို့ကျွန်တော်တို့စဉ်းစားဖူးကြပါတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့လိုလုပ်လို့မရပါဘူးဆိုတော့ ဒါကကျွန်တော်လက်ခံထားအယူဆဖြစ်ပါတယ်မစ်စ်3ညကနေတက်ကိုပြောင်းရင်လို့ရှင်ကိုဘွားကိုအပြောင်းလဲလုပ်ရှင်လို့ရှင်ကိုကိုကိုအရင်ဆုံးပြောင်းအောင်ဖြစ်ပါတယ်ကိုကိုအရင်ဆုံးပြောင်းနိုင်မှကိုတွင်းနေရရင်ဆုံးပြောင်းနိုင်မှာကိုလုံနေရရင်ပြောင်းအောင်မှာဖြစ်ပါတယ်ကိုလုံနေရရင်ပြောင်းသွားမှာမှာကိုရနေရရင်ပြောင်းလာမှာဖြစ်ပါတယ်အဲ့တော့ကိုအမြဲတမ်းအမြဲတမ်းရနေအရာရတူနေလို့ရှင်ကျွန်တော်တို့ကလုံနေရတဲ့အရာတွေကအမြဲတမ်းတူနေလို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒါလေးကို share လုပ်ပေးခြင်းပါတယ် မင်္ဂလာပါကျွန်တော်အောင်စုံဝမ်းပါတုံညာရဲ့တက်ကိုပြောင်းနိုင်တဲ့အသက်25နှစ်ပြည့်လွန်ခဲ့ချင်းဖြစ်ပါတယ်ဒီဗီဒီယိုရဲ့မိတ်ဆွေတွေအကျိုးရှိရဆိုလို့ရှင်မိတ်ဆွေရဲ့မိတ်ဆွေတွေကိုပြန်ပြီး share လုပ်ပေးကြပါဦးကျေးဇူးတင်ပါတယ်